ယနေ့မှာဆိုရင်ပြည်ထောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးမြထွန်းဦးဆောင်တဲ့အဖွဲ့အားဆိုရင်ပြည်ဦးလွင်မြို့နယ်မှာရှိတဲ့ယူနန်ခမ်းမာမှာမြို့မီမြို့ဖများနဲ့တွေ့ဆုံမှာဖြစ်ပါတယ်ရှင့်အခုဆိုရင်ခမ်းမာထဲမှာပြည်ဦးလွင်မြို့နယ်ကမြို့မီမြို့ဖများအားလုံးစုံလင်စွာရောက်ရှိနေပါပြီဒီခမ်းနားလေးမှာဦးမြထွန်းနဲ့အဖွဲ့ရမဲဆယ်စုဝေးကာလမှာပြည်သူများကိုပေးတဲ့ရွှေကောက်ပွဲဂတိပွဲစကားများကိုကြားမှာဖြစ်တယ်လို့မျိုး တက်ရောက်လာကြတဲ့မျိုးမျိုးမျိုးဖားများကလည်းမိတို့မျိုးနဲ့အတွက်လိုအပ်ချက်တွေကိုရှင်းလင်းတွေးထွေးစာနဲ့ပြောဆိုဆွေးနွေးကြမယ်လို့ကျမတို့သိရပါရဲ့ရှင်။ဒါကြောင့်ကျမတို့ Prime Media ကအခုဒီပွဲခမ်းနားလေးကိုရှိုက်ကူးတင်ဆက်ပြီးတော့မိဘပြည်များကိုပြသမှာဖြစ်ပါရဲ့ရှင်။မိဘပြည်သူတို့မြင်တွေ့ရတဲ့အတိုင်းပါပဲရှင်။ယူနန်ခမကိုအပိသက်တွေဟာဆိုရင်တဖွဲဖွဲလာရောက်နေကြပြီဖြစ်ပါတယ်။ခမရဲမှာဆိုရင်လည်းခမအပြည့်နီးပါးပိသက်တွေရောက်ရှိနေကြပါတယ်ရှင်။ မိဘပြည်သူများမြင်တွေ့ရတဲ့အတိုင်းမှာပဲရှင်အခုဆိုရင်ခမရဲမှာအပိတ်သက်များစွာရောက်ရှိနေပါတယ်အခုလိုမျိုးဆရာထက်တန်စွာနဲ့မဲဆွဲဆိုးရွားပွဲကိုရောက်ရှိလာရဲဆိုတာလည်းအသက်ဆရာမြင်ခွဲမှာပဲရှင်မကြခင်မှာပွဲဆတော်မှာဖြစ်ပါတယ်ဒီခဏလေးမှာမဲဆွဲဆင်းဝေးဘယ်လိုမျိုးစကားတွေကြားရမလဲဆိုတာလည်းကျွန်တော်ဆက်လက်ပြီးတော့လေ့လာရိုက်ဖို့မှာဖြစ်ပါတယ်ရှင်အခုဆိုရင်ပွဲခမ်းနာလေးကစတင်နေပြီဖြစ်ပါတယ်ရှင်ပွဲခမ်းနာမစတင်ခင်လေးမှာကျွန်မတို့လက်ထဲကိုရောက်ရှိလာတာကတော့ဥညထုံးရဲ့ pamphlet လေးဖြစ်ပါတယ်ရှင်ဒီ pamphlet လေးမှာဆိုရင်ဥညထုံးလောက်ကင်ခဲ့တဲ့ နိုင်ငံတော်အတွက်လှုပ်ဆောင်ချက်တွေနဲ့တောင်းဝထဆောင်ခဲ့မှုတွေကိုသိစိတ်ဖော်ပြထားပါတယ်။ဒါပြင်ဒီပန်းဖက်လေးမှာစိတ်ဝင်စားစရာကောင်းတာလေးကတော့ဥညာထုံးရဲ့ရှီမန်းချက်ဆိုတဲ့အခန်းကဏ္ဍလေးဖြစ်ပါရဲ့ရှင်။ရှီမန်းချက်မှာတော့ပြင်းဝင်ကိုခီးသွွားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီးတော့ မဟာဗျူဟာမြောက်အရေးပါတဲ့မြို့တော်ဖြစ်နေပြောင်းလဲမယ်ဆိုရဲရှီမန်းချက်ကိုလည်းထူးခြားစွာရေးသားထားတာကိုမြင်တွေ့ရပါတယ်။မြို့ပပြည်သူတို့သိရတဲ့အတိုင်းပါပဲရှင်။ပြောင်းလဲမြို့ဟာဆိုရင်အင်မတန်လှပပြီးတော့ခီးသွားပြည်သူမြောက်ကိုဆွဲဆောင်နိုင်တဲ့မြို့တစ်ခုဖြစ်ပါတယ်။ဒီမြို့မှာဆိုရင်နိုင်ငံသားသားခီးတယ်လည်းနှစ်စဉ်တစ်တိုင်းအများကြီးလာရောက်ပါတယ်။အဲ့တော့ဒီမြို့လေးရဲ့ခီးသွားကဏ္ဍကိုခမျိုးတော်တော်အောင်လောက်ကန်လိုက်ပဲဆိုရင်တော့ဒီမြို့နယ်က ပြည်သူလူထုရဲ့စီးပွားရေးကဏ္ဍဟာလည်းရင်းမြင့်လို့ကြာတဲ့လိုမျိုးအများကြီးပုံမျိုးတိုးတက်လာမှာဖြစ်ပါတယ်ရှင်။အမတန်ကောင်းမွန်တဲ့စိတ်ကူးရှင်မှန်းချက်လေးကို pamphlet တွေမှာရေးသားထားတာကိုမြင်တွေ့ရပါတယ်။ကျမတို့ brand media အနေနဲ့တရားဥပဒေခိုင်တဲ့ပုံမျိုးရေးပါတီကကိုယ်စားလှယ်လောင်းနေတဲ့မဲဆွဲစီရင်ရေးခန္ဓာလေးကိုဆက်လက်ရှာကြည့်ပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ဘတ်တီဘေးဘေးရမယ်အလုံးလေး။ဘတ်တီဒီဒီမဲစီပါလာပါလာစစ်စေးရမယ်။ မူရှင်းနေတယ်အဲ့တော့ဆုစင်းတဲ့ဘုရားကတော့မာရာဖြစ်နေဆိုရင်ကျွန်တော်တို့ပါတီရနေပြီးတော့ပူကြည့်ပေးပါမယ်ဒါပေမဲ့ဒေါ်လာပေါ်ပါလာချိပါဒါဆိုလို့ရှိရင်အဲ့ဒီကောင်ကဓမ္မသုံးပါတော့ဝင်ဘယ်ပြီးချမ်း မိဘပြည်သူတို့မြင်တွေ့တဲ့အချိန်မှာပဲရှင်ကိုစရိုင်လောင်းဦးမြထွန်းဟောဆိုရင်ဒေသခံပြည်သူများနဲ့ရှင်နေနှွေးထွေးစွာတွေ့ဆုံနေတာကိုမြင်တွေ့ရပါတယ်။ဒါပြင်ကိုပန်ဖလက်လေးတွေကိုလည်းကိုရန်ကိုကြပေးအပ်နေတာကိုမြင်တွေ့ရပါတယ်ရှင်။ဒီနေ့ပွဲလေးကနေပြီးတော့မိဘပြည်သူများအနေနဲ့ဘယ်ပုဂ္ဂိုလ်မဲပေးရမလဲဆိုတာကိုလည်းစိတ်ထဲမှာသိချစွာမှတ်သားသွားပြီးတော့ရွေးချယ်သွားကြမယ်လို့လည်းကျွန်မအနေနဲ့ယုံကြည်ပါတယ်ရှင်။ ယနေ့တင်ဆက်မှုတွေကိုမိဘပြည်သူများစိတ်ကျေနပ်မယ်လို့လည်းယုံကြည်ပါတယ်။မိဘပြည်သူများတို့နေထိုင်တဲ့ရက်ွက်ထဲကိုအခုလိုမျိုးကိုယ်စားလှယ်လောင်းနေအနေနဲ့မဲဆွယ်စီယုံရေးခီးစဉ်တွေလာရောက်တဲ့အခါမှာဆိုရင်လေပွဲလေးတွေလှုပ်တဲ့အခါမှာတက်ရောက်ကြပါလို့ကျွန်မကတိုက်တွန်းချင်ပါတယ်။ဒီလိုပွဲလေးတွေမှာဆိုရင်ကိုယ်စားလှယ်လောင်းနေတဲ့ရင်းနှီးစွာတွေးဆပြီးတော့မိတို့ဒေသလိုအပ်ချက်တွေကိုတင်ပြပေးနိုင်မှာဖြစ်ပါတယ်ရှင့်။လာမယ့်ရွေးကောက်ပွဲမှာမိဘပြည်များအားလုံးမဲပေးကြပါလို့လည်းကျွန်မကထပ်မံပြီးတော့တိုက်တွန်းလိုက်ပါရစေရှင်။ကျွန်မကတော့ Prime Media ကခန့်နေစုဖြစ်ပါတယ်ရှင်။